ဂျပန်အိမ်မက်ဂျပန်မျော်လင့်ချက်တွေပိုက်ထွေးရင်းနဲ့ဂျပန်စာကိုစားလို့ပြီဆိုတဲ့ကတနေ့ဂျပန်နိုင်ငံရောက်ရင်ခမာကူရာဘုရားကိုတွားရောက်ဖူးမြှောက်မယ်ဆိုပြီးရည်ရွယ်ချက်ကိုစီစဉ်ကြတယ်ခမာကူရာဘုရားကိုတုံးတော်ရောက်ရင်ဆုတောင်းပြည့်တယ်လို့ယုံကြည်တဲ့သူတွေလည်းရှိနေကြတယ်တကယ်လဲဂျပန်နိုင်ငံရောက်လာတဲ့ခါမှာခမာကူရာဘုရားကိုတွားရောက်ဖူးမြှောက်ကြပါတယ် လူများစုကခမာကူရာဘုရားကိုတွားရောက်ဖုံးမြော်ကြပေမဲ့ခမာကူရာဘုရားသမိုင်းကိုတော့လူအ ਨੇ စုလို့ပဲသိကြမယ်လို့ထင်ပါတယ်ဒီဘုရားကိုဘယ်သူတွေကတည်ခဲ့တာလဲဒီဘုရားကသမိုင်းမှာဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုသိချင်ရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်းဆရာကျော်ကိုကျွန်တော်တို့ခဏပြန်သွားကြည့်ရအောင်ခရစ်တက်ကရစ်1230ဝန်းကျင် ခမခူရာခေဂောစာကပင်ရင်မင်းမြတိုင်းပြည်အုပ်ချုပ်နေတဲ့အချိန်မီနာမိုတိုယိုရီမိုတိုလို့ခေါ်တဲ့ခမခူရာမြို့ကဇနီးမောင်နှံနှစ်ယောက်ကနာရခင်နာရမျိုးမှာရှိတဲ့ထိုင်ကိုတော့ဒိုင်ဘဆုစီကိုဖျားဖူးသွားခဲ့ကြတယ်ဖျားဖူးကပြန်တော့သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့စိတ်ထဲမှာ ထူးခြားမှုတွေဖြစ်ပေါ်လာပြီးတော့သူတို့ခမခူရာမြို့မှာလည်းနာရမြို့ကထိုက်ကိုတော်ဒိုင်ပုစုဖျားလိုမျိုးတီဆောက်လှူဒါန်းမဲ့ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်။ဒါပေမဲ့စိတ်မကောင်းဝမ်းနည်းစွာနဲ့ပဲဖျားမတီဆောက်ရသေးခင်မှာပဲသူတို့ဇနီးမောင်နှံနှစ်ယောက်စလုံးဆုံးပါသွားခဲ့တယ်။ဒီနောက်မှာတော့သူတို့လင်မယားနှစ်ယောက်ရဲ့အိမ်မှာတင်းရင်ကလောက်ကန်ခဲ့တဲ့အီနာဒါစုဘုံနဲ့ဆိုတဲ့အဖွားအုပ်ပါ သူတို့လင်မယားနှစ်ယောက်ရဲ့ဆန္ဒတွေကိုဖြည့်စီအကောင့်တွေပေါ်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ခမာကူရာဘုရားကိုတိဆောက်ဖို့စတင်ခဲ့တယ်။ဒီဖောက်ကဘုရားတိဆောက်ဖို့ဦးစီးလှုပ်ဆောင်ခဲ့တယ်ဆိုပေမဲ့ဂျော်ကိုလိုအမည်စီးတဲ့ဖုန်ကြီးတစ်ပါးကသူကောက်ခံရရှိတဲ့အလှူငွေတွေနဲ့ဒီဘုရားကိုတိဆောက်ပေးခဲ့တယ်။ ါမာကူရာဘုရားကို1230ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့1243ခုနှစ်မှာပြီးစီးခဲ့တယ်။ပရမမူလကခါမာကူရာဒိုက်ဖုဆုကသစ္စာစိနုတော်ဆိုပါ။အဲ့ဒီသစ္စာစိနုတော်ကဆယ်စုနှစ်နီးပါးအပူဇော်ခံပြီးတဲ့နောက်မှာငလျင်တန်၊ဆူနာမီတန်၊တိုင်ဖုန်းမှုန်တိုင်းတန်တဘာဝဘေးရန်တွေကြောင့်သစ္စာစိနုတော်ကြီးကပျက်စီးသွားခဲ့တယ် ဒီလိုနဲ့1250ခုနှစ်မှာကြီးဝဆွေဖြစ်ပြန်လဲသုံးလောက်တည်ဆောက်ခဲ့တယ်ကြီးဝဆွေနဲ့သုံးလောက်တည်ဆောက်တဲ့ရည်ရွယ်ချက်ကအဲ့ဒီတုန်းကဆာမူတိုင်းခေတ်တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာပြည်သူပြည်သားတွေကိုငြိမ်ချမ်းစေလိုတဲ့ရည်ရွယ်ချက်နဲ့ပြည်သူပြည်သားတွေကလည်းငြိမ်ချမ်းမှုကိုရရှိဖို့ဆုတောင်းနိုင်ရန်အတွက်ဆိုပြီးတော့တည်ဆောက်ပေးခဲ့တယ် ဖះတိဆောက်ခဲစဉ်ကဗောရင်းညောင်ပင်ရှိတယ်ဒီဖះကြီးကိုအမိုးကចောင်းဆောင်နဲ့တိဆောက်ခဲ့တယ်လို့ဆိုကြတယ်အဲ့ဒီအမိုးကចောင်းဆောင်ဗောရင်းညောင်ပင်တွေကလည်းတဘာဝဘေးရန်တွေတွေကြောင့်ဖြစ်စီခြင်းခံခဲ့ရတယ်လို့ပြောကြတယ်တချို့ကဒီဖျက်ကအမိုးကចောင်းဆောင် တိဆောက်ပေးလို့မရဘူးလို့ဆိုကြတယ်အမိုးကចောင်းဆောင်တိဆောင်းလိုက်တာနဲ့တဘာဝဘေးရန်တွေတခုခုကျောက်တယ်လို့ပြောခဲ့တဲ့သူလည်းရှိတယ်ဒါတွေကတကယ်ပဲလားပုံပြင်တစ်ခုလားယခုလက်ရှိမျက်မှောက်ခင်းနဲ့ခံမှန်ကြည့်မဲ့ဆိုရင်တော့ဒါတွေကဖြစ်နိုင်ခြင်းရှိတယ်လို့ကျွန်တော်ကတော့ယူဆမိတယ်တချို့မှတ်တမ်းတွေမှာတော့အရင်တော့ကသစ်သားဆင်းတို့တော့က ယခုလက်ရှိကျေးဝဆင်းနုတော်ရဲ့ပုံစံခွက်လို့လဲရေးသားထားတဲ့နေရာတွေရှိတယ်။ဘယ်တစ်ခုကအမှန်ဖြစ်မလဲဆိုတာသိရှိဖို့ခက်ပါတယ်။ဖျားရဲ့ဥကောင်းထက်မှာကျူဘတ်ဆန်တွေပေါင်း656ခုစီထားတယ်။ဖျားရဲ့ညံ့တော်အမြင့်က17.39မီတာ အုတ်ခုံကနေဦးခေါင်းတော်ထိကို73.35မီတာအမြင့်ရှိတယ်။ဖရားရဲ့ကိုလေးချိန်က120တန်းဖရားရဲ့ဝမ်းပိုက်တွင်းကိုလည်းဝင်ရောက်ဖူးမြော်လို့ရပါတယ်။ ခမာကူရာဒိုင်ဘူဆုကဂျပန်နိုင်ငံထိုင်ကိုရောရုပ်ပွားတော်တွေထဲမှာဒုတိယညံ့တော်အမြင့်ဆုံးဆင်တူတော်ပါယခုကျွန်တော်ဖော်ပြပေးခဲ့တဲ့ခမာကူရာဖျားသမိုင်းကအင်တာနက်ကနေအချက်လက်တွေစုဆောင်ပြီးဖော်ပြပေးခဲ့တာဖြစ်တဲ့အတွက်တချို့အချက်လက်တွေကလွဲသွားကောင်းလွဲနိုင်ပါတယ်လွဲသွားခဲ့တဲ့အချက်လက်တွေရှိရင်လည်းနားလည်ပေးပါလို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် tem que chorar.